ဂေါရမမြတ်စွာဘုရားကိုရောတိုင်းတရင်တုံးခဲ့တဲ့ဗမောင်မျိုးကဇလုံးတောင်းမွန်ပြည်နယ်ကိုရောက်ရင်စိုက်ထီယိုးကိုမမင်းနေဆိုတဲ့အတိုင်းစကိုင်းကိုလေတစ်ခေါက်ရောက်ခဲ့မယ်ဆိုရင်လေဗုဒ္ဓဘာသာဝင်တယောက်နေနဲ့ထင်ရှားဆုံးနေရာဇလုံးတောင်းကိုလည်းမမေ့ထားတင်ဘူးလို့ပြောရမှာပါဒီတောင်းကိုတော့စကိုင်းတိုင်းဒေသကြီးအနောက်မြောက်ဖက်ကတာခိုင်ဗမောင်မျိုးမှာတည်ထားကိုးကွယ်ခဲ့ပြီးဗမောင်ရဲ့ဆက်နံပိုင်းနှစ်ဖာလုံးကအကွာတောမြိုင်လေမှာကင်းဝတ်တည်ရှိနေကြတာပဲဖြစ်ပါတယ် စလုံးတောင်ဆိုတာကတော့ခေါ်ရလွယ်တယ်လို့မြင်ရလဲလွယ်တယ်ဆိုတဲ့အတိုင်းစလုံးတလုံးကိုမှောက်ရတာမြင်တွေ့ရတယ်လို့ဖြစ်နေကြတာကြောင့်ဒေတာကန်တွေကအလဲတကူခေါ်ရင်စလုံးတောင်ဖြစ်လာကြတာလို့ဆိုပါရီရှိရခင်မြေပုံတွေထဲမှာစလုံးတောင်စာတလုံးတောင်လို့ခေါ်ဝေါ်ခဲ့ကြရည်လဲရှိခဲ့ပါသေးတယ် ဒီစလုံးတောင်ရဲ့စမ်းကြေပုံဟာလူတစ်ယောက်ရဲ့အတွင်းစိတ်ကိုညှို့ယူနိုင်စွမ်းရှိပြီးဓာတ်ပုံမြေယုံနဲ့အလဲပက်လာခြင်းစိတ်ဖြစ်အောင်ဆွဲဆောင်နိုင်တာမို့ဖျားဖို့ရာသီတွေမှာစလုံးတောင်တဝိုက်တော်တော်လေးစီကားတိုက်မြိုက်နေကြတာဖြစ်ပါရည်။အဲ့ဒါပြင်ကြိုက်ထီယိုဆန်တော်ရှင်လိုမျိုးကြောက်တော့တော့ဖြစ်နေခဲ့ပေမဲ့လည်းအင်မတန်မှဂုံတကိုးပြေးဝနေတာကြောင့်မြန်မာနိုင်ငံရဲ့အန့်ဖွဲ့ကိုယ့်ရဲ့အထက်မှာတရက်ပါဝင်ဖြစ်ရက်တည်နိုင်တာလို့ပြောရမှာပါ။စလုံးတောင်ဖြစ်ရခြင်းတမိုင်းကတော့အေယာပတ်တန်နဲ့ ၎င်းသားဖရဲ့ပင်ဖိမှုတရားတရားတွေကြောင့်ဒီတောင်ဖြစ်လာကြရလို့ဆိုရမှာပါ။ဂေါရမမြတ်စွာဘုရားရှင်ဟာဝါရော၂၀ရမဟာတက္ကရိ123ခုနှစ်မှာတရားမိဖန်ဆင်းပေးတဲ့နတ်ပန်းယထာကိုစီးပြီးယဟန္တာ900နဲ့တူစလုံးတော်ကိုကြွားရောက်ခဲ့ပူပါရီ။ဒီလိုကြွားရောက်တဲ့အခါမှာလေတရားရည်အေကိုကျင်းဝေးပြီးတဲ့နောက်မှာတော့အိယာပချာနဲ့နဂါမေသားဖရရဲ့တောင်းပန်လျှောက်ထားမှုကြောင့် ခုနှစ်ရက်သတင်းသုံးတော်မူခဲ့ပြီးတော့ငကားမင်းတို့လူတန်းနဲ့စွန်းကိုလည်းဖုံးပေးသုံးဆောင်တော်မူခဲ့ပါရီကြံနေသေးတဲ့စွန်းတွေကိုလည်းစင်ရွှေငွေဗရံများနဲ့ကြောင်းမြေနာတွေဖြစ်စေလိုခြင်းအကျိုးငါးကြောင့်ဒိဋ္ဌံပြုပြီးတော့တောင်ရဲဝေးရာအရှိနောက်စွန်ကျဲပတ်ပြန်းစေခဲ့တယ်လို့လည်းကျောက်စာသမိုင်းတွေမှာဖော်ပြထားခဲ့ပါရီဒီတော်ဘောကိုရောက်ပြီဆိုရင်ဖျားရိုက်တော်ပေးနေတဲ့ရက်တော်မူဖျားတစုကိုလည်းမြင်တွေ့မှာဖြစ်ပြီးဖျားဒိတ်စကားချို့လည်းဖျားရှင်ကမိတ်ကြတော်မူခဲ့ပါရီအဲ့ဒါကတော့ညီဖွာအာနန္ဒအောင်မြေခေါ်သော ဤကောတော်ပလင်တောင်ကလန်၌ပွင့်တော်မူလက်တန်သောအရိမတယမြတ်စွာဘုရားရှင်သည်ငါဘုရားကဲ့သို့အလူခံကတရားထုကိုဟောကြားတော်မူလိမ့်မည်ဟု၍ဖြားရိပ်ပေးခဲ့ပါသည်။ယခုခေတ်မြမလူမျိုးတွေရဲ့ပစက်ပြောရဆိုရတာဇလုံးတောင်ဖြစ်နေခဲ့ပေမဲ့ဘုရားရှင်လက်ထက်မှာတော့ဒီတောင်ဟာကောတော်ပလင်တပွဲတောင်ထိပ်တစ်ခုဖြစ်နေခဲ့ပါသည်။ဒါကြောင့်ဒီတောင်ဟာကောရမမြတ်စွာဘုရားဒီမကနောက်ပွင့်လာမယ့်အရိမတယမြတ်စွာဘုရားရှင်အထိပါ ကင်းဝဟောကြားတော်မူမိနေရာဖြစ်နေကြတာမလို့အင်မတန်မှတကိုးကြည့်ပြီးမုံမြတ်တဲ့နေရာတစ်ခုဖြစ်သတ်မှတ်နေကြတာပဲဖြစ်ပါရည်။ဆိုတော့ပရိသတ်ကြီးနေနဲ့လေရှေးခေတ်ကနဂါကစားဗျာဒိတ်တော်ဆုံးအသေးစိုတီးပြီးသွားပြီဆိုရင်တော့ဇကိုင်းကိုရောက်ရင်တစ်ခါတော့တော်သွားလေကြည့်ကြပါအောင်ရှင်။အာပိနာစင်ကကြားရတွင်အာလုကိုကျေးဇူးတင်ပါရည်။နောက်နေ့ဒီမှာလေစိတ်ဝင်စားစရာကောင်းနေမြမရှေးဟောင်းတမိုင်းကျောင်းရည်နဲ့တူတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။